မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 18ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်အရေးကြီးငလျင်သတင်းကတော့ဒီကနေ့မြန်မာနယ်စပ်တရက်နေ့မှာမန္တလေးတိုင်းမန္တလေးမြို့အနီးကိုဗဟိုပြုပြီးတော့ပြင်းအား၄.၆အဆင့်ရှိတဲ့ လျင်လှုပ်ခတ်သွားခဲ့ရာမန္တလေးအမရပူရာစကမ်းမြို့နယ်ပြင်းလွယ်မြို့များမှာတိသားစွာခံစားခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ AP လ18ရက်နေ့မွန်လွယ်တနအိနမနဲ့အချိန်မှာမန္တလေးမြို့ပသိမ်ကြီးမြို့တောင်အနောက်တောင်ဘက်2မိုင်အကွာအနက်17ကီလိုမီတာကိုဗဟိုပြုတ်ပြီးတော့၄သမ6အဆက်ရှိတဲ့ငလျင်လောက်ခတ်သွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီငလျင်ကြောင့်မန္တလေးမြို့မှာအလွန်သိသာစွာခံစားခဲ့ရပြီးတော့ပြည်သူများအထိတ်တလန့်ဖြစ်နေကြတယ်လို့သိရပါဗျ။ငလျင်ကအတော်ကိုသိသာတာဝုန်းကနဲနဲ့လှုပ်တာ အချိန်တော့အရမ်းမကြလိုက်ဘူးအချိန်ကြရင်တော့ပြိုလူဆဲဆဲဖြစ်နေတဲ့တိုက်တွေတောင်မှပြိုသွားနိုင်တယ်တော်တော်ကိုကြမ်းတာလို့မန္တလေးဒေသခံတို့ကပြောပြထားပါဗါးအလားတူပဲအမရပူရမြို့နယ်သခိုင်းမြို့နယ်ပြင်းလွင်မြို့တို့မှာလည်းဒီကနေ့မုံလွဲပိုင်းမှာလှုပ်ခတ်သွားတဲ့ငလျင်ကိုတိတာစွာခံစားကြရတယ်လို့ဒေသခံပြည်သူများကသတင်းပေးဖို့ပြောကြားထားပါတယ် ။ဇကိုင်းမှာလည်းအတော်ကြီးကိုခံစားရတယ်။အိမ်တွေဆိုရင်တစ်ချက်တစ်ချက်ရိမ်းထိုးသွားတာပဲလို့ဇကိုင်းမြို့ဇေယျကွက်တဲ့ရက်ကွက်ကပြည်သူတို့ကပြောပြထားပါတယ်။မက်ရှင်28ရက်နေ့ကပြင်အားခုနှစ်တက်သမခုနှစ်အဆင့်ရှိတယ်။ငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်နောက်ဆက်တွဲငလျင်များဇက်တိုက်လှုပ်ခတ်နေရဒီနေ့အေပီလ18ရက်နေ့အထိကိုငလျင်လှုပ်ခတ်မှုပေါင်းအကြိမ်ကြီး140ရှိလာပြီဖြစ်တယ်လို့မိုးလေဝသနဲ့ဇလဗိဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းဗုတ်ပြင်းမြို့နယ်တောင်ငယ်ရွာအခြေဆိုင်ပြူစောတိစခန်းကိုဝင်ရောက်တိုက်ခတ်ရာပြူစောတိခေါင်းဆောင်ဖေးဝင်းတေဆုံးသွားပြီးတော့လက်နက်၁၀လက်နဲ့ခဲယမ်းများကိုတိမ်းဆီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်မနေ့ကဧပြီလ16ရက်နေ့မနေ့အစောပိုင်း3နာရီခန့်ကဗုတ်ပြင်းမြို့နယ်တောင်ငယ်ရွာအခြေဆိုင်ရွှေကန်းညိုရွာအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံပြူစောတိစခန်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ရှင်းလင်းခဲ့ရမှာပြူစောတိခေါင်းဆောင်ထင်းဝင်းတေဆုံးသွားပြီးတော့ကျန်တဲ့ပြူစောတိများဟာထွက်ပြေးသွားတယ်လို့သိရပါတယ်အင်အားက10ယောက်ကျော်ကျော်လောက်ပဲရှိတာပါ ပြူစောတိခေါင်းဆောင်တကောင်ကတော့တေသွားပြီကျန်တဲ့ကောင်တွေကတော့လက်နက်ခဲရနေအလုံးထားပြီးတော့ထွက်ပြေးသွားကြတာကျွန်တော်တို့ရဲဘော်တွေအလုံးပြန်လဲဆုတ်ခွာလာပါပြီကျွန်တော်တို့ဘက်ကရဲဘော်တယောက်ကတော့ပေါင်မှဒဏ်ရာရသွားပါတယ်မစိုးရိမ်ရပါဘူးလို့တနင်္သာရီမြို့နယ်ဘက်ကဖက်ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်အဲ့ဒီတိုက်ပွဲအတွင်းတွေကအကြမ်းဖက်စစ်တပ်လက်အောက်ခံပြူစောတိများကင်ဆောင်တဲ့ AK အမျိုးအစားတနက်၅လက်ကားပိုင်အမျိုးအစားတနက်တလက် M16 အမျိုးအစားတနက်၃လက် 79mm လောက်ချအမျိုးအစားတနက်တလက် 40မမဘုံဒီ5လုံး16ကြီအတောက်20ကာပိုင်ကြီ9တောက် equipment တစ်စုံ16ကြီပေါက်2ခုစကားပြောဆက်တစ်လုံးနဲ့ဆက်ဆက်ပစ္စည်းများကိုတိတ်စီရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုတနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပတ်ကဖာတိုက်ခိုက်ရေးအဖွဲ့ကဝင်းရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်းတအူးမစိုးရင်ကဒဏ်ရာရရှိခဲ့ကြောင်းတရေရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းအထက်မင်းလာမြို့နယ်မှာကြံကာလာအတွင်းမှာစစ်တပ်ကစစ်ကြောင်းထိုးလှုပ်ရှားမှုကြောင့်ခုခံတိုက်ခိုက်ခဲ့ရာစစ်သား၁၀ဦးထက်မနည်းတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ12ရက်နေ့ကအထက်မင်းလာမြို့နယ်အတွင်းမှာရှိတဲ့ကာကွယ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံကပ္ပစတွေကစစ်သားအင်အား80ခန့်စုဖွဲ့ပြီးတော့ဒကြံကာလာအတွင်းမှာစစ်ကား၄စီးနဲ့ဗဒန်းတောင်ခုတ်ရှမ်းတက်နယ်ပသိမ်မုံရွာလမ်းမကြီးပေါ်ကိုစစ်ကြောင်းထုတ်လာတဲ့အတွက်တော်လိုင်းပူပေါင်းတပ်ဖွဲ့များကဧပြီလ14ရက်နေ့ညနေ3နာရီခန့်မှာခုခံတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲဖြစ်ပြီးစစ်သား10ကောင်ထက်မနည်းသေးဆုံးက အယောက်30ထက်မနည်းအပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ April 14ရက်နေ့ညနေ3:00လောက်ကထိတွေ့တိုက်ပွဲဖြစ်တာပါ။ရန်သူဘက်ကအင်အားက80လောက်ပါတယ်။ကားရန်က၄စီးပါ။တိုက်ပွဲဖြစ်တာကဗရန်တောင်ကုတ်ရှမ်းတက်နယ်ပသိမ်မုံရလမ်းပိုင်းမှာပါ။မင်းလမင်းတုံးနယ်အတွင်းကရွာတွေကိုဝင်ရောက်စီးနှင်းပြီးတော့ပြည်သူပိုင်ပစ္စည်းတွေကိုအကုန်လုံးဝင်ခိုးနေတဲ့စစ်ကြောင်းမှာအဖို့တန်ရွှေငွေအဝယ်စားတွေကစအကုန်ယူတယ်။မင်းလမြို့နယ်ပသိမ်မုံရလမ်းနဲ့နီးကပ်တဲ့ချမ်းကုန်းရွာတို့ အောက်ကရွာတို့စတဲ့အဲ့ဒီရွာတွေကပြည်သူပိုင်ပစ္စည်းတွေခိုးခံနေရတာလို့အထက်မင်းလာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတော်ဝင်ရှိသူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်အလားတူပဲအဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုခိုးခံတိုက်ခိုက်တဲ့နီးတို့အကြမ်းဖက်စစ်တပ်စစ်ကြောင်းများကိုလည်းလက်ခံ ပူးပေါင်းပြီးတော့အကြမ်းဖက်လောက်ရများကိုလုတ်ကင်နေတဲ့အထက်မင်းလာမြို့နယ် ရှမ်းတက်ကြီးတိုက်တဲ့ရဲစခန်းကိုသတိပေးဟန်တာတိုက်ခိုက်မှုများကိုလည်းပြုလုပ်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုများကိုပြည်သူ့ကာကွယ်အဖွဲ့အထက်မင်းလာအရှိုးချင်းကာကွယ်ရေးတပ် ACDF နဲ့ပြည်သူ့လွတ်လပ်ရေးတပ်တော် PIO PIA တို့ပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဒေါ်လာရေးတပ်ဖွဲ့ဝင်များအထူးကံမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ် တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကျုံတုံးမြို့ ကန်းနီကျေးရွာနဲ့တရတော်ကျေးရွာကိုဒီကနေ့21ရက်နေ့မှာလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူတအုပ်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မြန်မာနဲ့တက်ကူ21ရက်နေ့ AP လ18ရက်နေ့မနက်၈နာရီအချိန်မှာကရင်ပြည်နယ်ကော့ကရိတ်ခရိုင်ကျုံတုံးမြို့ဂျိုင်းမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ကန်းနီကျေးရွာနဲ့ တရတော်ကြီးရွာတို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေးချောင်းကနေဘုံကျဲတိုက်ခတ်မှုကြောင့်တရတော်ကြီးရွာသားအမျိုးသားတအုပ်သေးဆုံးပြီးကလင်းငယ်နှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။မနက်အစောကြီးကတည်းကလေရင်ပတ်ပြန်နေပြီးတော့မနက်၈နာရီလောက်မှာဘုံနှလုံးကျဲချသွားပါတယ်။ကွင်းဆက်ကိုကြက်ရောက်ပောက်ခွဲတာမှာခြံထဲကျပြီးတော့သုံးမိန်မောင်းနဲ့ဦးလေးကြီးတယောက်ကိုထိပြီးတော့ဆုံးသွားတာ။ကလေးနှစ်ယောက်လည်းအဆမှန်သွားတယ်။ဒီဘက်ကမှကဘာတိုက်ပွဲမှမရှိပါဘူး။ PDF တွေလည်းမရှိဘူး။မုံအဖွဲလည်းမရှိဘူး။ တိုက်ပွဲလည်းမရှိဘဲနဲ့ကိုလာပြီးတော့ပြစ်ချသွားတာကမ်းတွေကိုလည်းပြစ်ချသွားတယ်လို့တရတော်ရွာကဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်လက်ရှိမှာကျုံတုံးမြို့အနီးတစ်ဝိုက်မှာရှိတဲ့ခြေရွာများဘက်ကိုဖအံမျိုးဘက်ကနေပြီးတော့စစ်ကောင်စီတပ်သားအင်အားယာနဲ့ခြီးပြီးတော့ဖြစ်တင်းနေတယ်လို့သိရပါတယ်ဂျိုင်းမြေအထရန်မြေဟောင်းတယောမြစ်စုံစတဲ့ဂျိုင်းမြေဝတနေရာမှာ Navy ကမ်းထိုးအစ်ရေရင်နှစ်စီးတိုက်ကင်းရေရင်ငယ်တစည်းလို့နဲ့လဲ စစ်အားတွေဖြစ်တင်းနေတယ်လို့သိရပါတယ်။ကြုံတိုးကော့ဂရိတ်လမ်းပိုင်းနေရာများမှာစစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးများကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။မနေ့ကညနေပိုင်းကလည်းဖမ်းပိုင်းဂျိုင်းဒရာကြားကလေးဘက်အချမ်းမှာဖမ်းဘက်ကနေပြီးတော့စစ်ကူအင်အား200လောက်ရောက်လာတာကနေကြုံတိုးဘက်ကိုဝင်လာပါတယ်။ ဂျိုင်းမြို့ဝမှာစစ်သည်မောင်း၃စီးရောက်နေတယ်။ကျုံတို့ကော့ဂရိတ်လမ်းမှာမှာစစ်တပ်ဂိတ်တွေမရှိတော့ဘူးလို့ကျုံတို့ကစီရေးတရင်အင်းမြစ်ကရှင်းပြထားပါဗျ။ဒကြံကာလအတွင်းမှာကျုံတို့မြို့မှာရှိတဲ့ခြေရွာများကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှု drone နဲ့ဘုံကျဲမှုနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သားပြည်သူ15ဦးခန့်သေဆုံးပြီးရဟန်းတန်ကဆယ်ပါးအပါအဝင်ပြည်သူအယောက်30ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြမရိုးရာနှစ်တက်ကိုနှစ်ဆန်းတရက်နေ့မှာအကြမ်းဖက်စစ်တပ်ကမိုးကုံမြို့နယ်အတွင်းကိုလေရင်နဲ့ဘုံကျဲချသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့နှစ်တက်ကိုနှစ်ဆန်းတရက်နေ့ဧပြီလ18ရက်နေ့မနက်10:00အချိန်မှာ TNL တိမ့်ပိုက်ထားတဲ့မိုးကုံမြို့အရှိပိုင်းကဆုတ်ကြီးရွာကိုစစ်ကောင်စီတပ်က လေချောင်းကနေပြီးတော့ Jet Fighter နဲ့ဘုံတလုံးလာရောက်ကျဲချသွားပြီးတော့ထိခိုက်မှုအခြေအနေကိုတော့ဆက်လက်ပြီးတော့သတင်းထုတ်ပြန်သွားမယ်လို့ TNL ကပြောဆိုထားပါတယ်။ဘုံကျဲသွားတာကမိုးကုတ်အရှိပိုင်းမစိုးရင်ကြောင်းတိုင်းနားမှာပါလေချောင်းတိုက်ခတ်မှုနှစ်ချိန်လောက်သွားတယ်။ကစုပ်အနီးကိုလည်းကျဲသွားတယ်။ မစိုးရင်ကြောင်းနိုင်တဲ့နန်းရွက်ကြားရွှေလိပ်ပြာအောက်တကြောဘက်ကိုလည်းကျဲသွားတယ်လို့မိုးကုတ်ဒေသခံတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်အချက်မဲ့စစ်တပ်ကအေပီလ၂ရက်နေ့ကနေအေပီလ22ရက်နေ့အထိရက်ပေါင်း20ကြာအပြည့်ခတ်ရက်စဲမယ်လို့ပြောကြားထားတော်လဲ TNL အုပ်ချုပ်တဲ့မြို့နယ်များကိုစစ်ရင်အားတွေဖြည့်တင်းခြင်းထိုးစစ်ဆင်ခြင်းနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာများကိုလည်းလေကြောင်းကနေဘုံကျဲခြင်းတွေကိုလှုပ်ဆောင်နေတယ်လို့ TNL ဘက်ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစိန်ကူးမြို့နယ်တရော်ပင်ရွာကိုအကြမ်းဖက်ဆက်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ရာပြည်သူ၈ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ16ရက်နေ့နေ့လယ်7:00နာရီ6မိနစ်ခန့်ကစိန်ကူးမြို့နယ်တရော်ပင်ရွာရဲ့မြောက်ဘက် နဂမောက်တောင်မုတ်ပေါက်အနီးကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူရှေ့ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဒဏ်ရာအခြေအနေကတော့မစိုးရင်ရဘူးလို့ပြောပါတယ်။တေယောပင်ရွာမြောက်ဘက်နဂမောက်တောင်မုတ်ပေါက်အနီးကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတာပါပြည်သူရှေ့ဦးထိခိုက်ဒဏ်ရာရရှိသွားပါတယ်။ဒဏ်ရာအခြေအနေတွေကတော့တိုက်တော့မစိုးရင်ရဘူးလို့ပြောတယ်လို့ပြည်ဦးလိန် KI ပကဖကတာဝန်ရှိသူတို့ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်တပ်ကဒီကနေ့နှစ်တက်ကိုလွန်ကြိမ်းချမ်းသာခွင့်မှာနိုင်ငံရေးအကျဉ်းသား900ခိုင်နှုန်းအောက်သာလွတ်မြောက်နိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အချမ်းဘတ်စစ်တပ်ကနစ်ဆန်တရက်နေ့မှာပုံမှန်လှုပ်ဆောင်လေးရှိတဲ့အကျဉ်းသားများလွန်ကြိမ်းချမ်းသာခွင့်မှာနိုင်ငံရေးအကျဉ်းသား900ခိုင်နှုန်းအောက်သာပါဝင်တယ်လို့သိရပါတယ်။အချမ်းဘတ်စစ်တပ်ဟာဧပြီလ18ရက်နေ့မြန်မာနှစ်တက်ကိုနစ်ဆန်တရက်နေ့မှာနိုင်ငံတော်လုံးမှာရှိတဲ့အကျဉ်းထောင်အသီးသီးကအကျဉ်းသား4863ဦးကိုလွန်ငင်းခွင့်ပေးခဲ့ကြောင်းထုတ်ပြန်ထားတော့လေ ။တကယ်လွန်ငင်းခွင့်ပြုခဲ့တဲ့အကျဉ်းသားတွေထဲမှာနိုင်ငံရေးအကျဉ်းသားများအ ਨੇ အကျဉ်းများသာပါဝင်နေတယ်လို့သိရပါဗျ။နိုင်ငံရေးအကျဉ်းသားအကျဉ်းသူပါဝင်မှုကတော်တော်လေးကိုနည်းတာဗျ။900ရာခိုင်နှုန်းရဲ့အောက်လောက်ပဲရှိနိုင်ပါတယ်900ရာခိုင်နှုန်းအောက်တောင်မှအခုတော်တော်လေးကိုစူးစမ်းပြီးတော့အခုနိုင်ငံကြီးတွေရဲ့စည်ရင်းကိုစောင့်ကြည့်တဲ့အခါမှာ900ရာခိုင်နှုန်းအောက်လောက်ပဲပါနိုင်ခြင်းရှိတယ်လို့သိရတယ်လို့ကိုတိုက်ထုံးကပြောကြားထားပါတယ်လက်ရှိအချိန်ထိကနအူးတရှိထားရတဲ့စည်ရင်းများအရနိုင်ငံရေးအကျဉ်းသားလွန်ငင်းစည်ရင်းဟာ ပေါင်းတဲ့အချင်းထောင်မှာနိုင်ငံရေးအချင်းသားကြားနှက်ဦးဒဝဲအချင်းထောင်မှာနိုင်ငံရေးအချင်းသားကြားတအုပ်နဲ့မတအုပ်ပြည်အချင်းထောင်မှာကြားငါးအုပ်နဲ့မလေးဦးပခုတ်ကိုအချင်းထောင်မှာကြားလေးအုပ်နဲ့မတအုပ်ညာဦးအချင်းထောင်မှာကြားနှုတ်နဲ့မနှုတ်လွတ်မြောက်လာတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအချင်းသားများကွန်ရက် PPNM ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်က အမြန်ဆုံးလွတ်မြောက်ပြီးပျော်ရွှင်သောနှစ်တွေကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ